Okay အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တတန်းတိုးတဲ့သူတွေအတွက်ပေါ့နော်မင်္ဂလာသတင်းလေးယူလာပေးပါတယ်မင်္ဂလာသတင်းကောင်းလေးပေါ့ဒီနေ့အာ14ရက်3လပိုင်းကျွန်တော်2025နော်ခဏခဏလဲလာလာမေးကြတယ်ကျွန်တော်တို့ဒီတတန်းတိုးတဲ့သူတွေကပေါ့နော်တနှစ်ရမယ်ဆိုတနှစ်ရမယ်ဆိုနှစ်နှစ်ရမယ်ဆိုအဲ့လည်းပြောနေကြတဲ့သူတွေပေါ့နော်အခုနလေးတွေမှာကျွန်တော်လက်ရှိကုန်ကန်ချဟာငန်ယုံရဲ့နော် YouTube စာမျက်နှာမှာသူတို့ဗီဒီယိုတင်ထားတယ် เนาะအဲ့ဒါလေးကဆက်လက်ပြီးတော့လွတ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေဘာတွေလုပ်ရမလဲဆိုတာတွေကိုသူတို့ပြောသွားတာဖြစ်ပါတယ်အဲ့ဒါလေးကိုအခုကျွန်တော်လာပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်73ရက်2လပိုင်းเนาะဒီ2025เนาะတက်တန်းကုန်ဆုံးနဲ့เนาะပမစ်ဗီဇာအုပ်စုတွေအားလုံးကတက်တန်းတို့ရဲ့နေလစ်တွေအားလုံးတင်ထားပြီးကြပြီးသားဖြစ်မှာပါเนาะ နယ်လစ်တွေမတင်သေးအာမကြသေးခင်ပေါ့နော်။စောင့်ဆိုင်းတဲ့ကာလမှာအလုတ်ရှင်တဲ့အလုတ်သမားကျွန်တော်တို့ဒီစိတ်အေးချမ်းသာစွာနဲ့အလုတ်ဆက်လက်ပြီးတော့လှုပ်ဆောင်လို့ရအောင်နော်။ကျွန်တော်တို့တတမတိုးသေးခင်ပေါ့။နေထိုင်အလုတ်လုတ်ကင်ခွင်ကိုထိုင်းနိုင်ငံအလုတ်ကင်ဦးစီးဌာနကနေပြီးတော့ကျွန်တော်တို့အချိန်6လဖြည့်လျှော့ပေးထားတယ်ဆိုတာလည်းအလုံးလဲတည်ပြီးသားဖြစ်မှာပါ။ဟုတ်ပြီနော်။အာကျွန်တော်တို့အာ14ရက်ဖေဖော်ဝါရီလဒီ2025ကနေပြီးတော့23ရက်ဩဂတ်လပေါ့နော်။ sorry အဲဟုတ်တယ်73ရက်ဩဂတ်စ်လ2025အထိပေါ့နော်အချိန်6လဖြည့်လျှော့ပေးထားတာဖြစ်ပါတယ်အဲ့ဒီအတွင်းမှာကျွန်တော်တို့ဒီနှစ်နိုင်ငံဆွေးနွေးမှုတွေပါတွေလုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ဒါ note လေးရေးထားတာဆိုတော့မိမှဆိုလို့ကျွန်တော်ပြောမယ့်ဟာလေးတွေကျွန်တော်ကွန်ပျူတာကြည့်ပြီးတော့ဒီမှာပဲဗီဒီယိုလာပြန်ပြောပြမှာเนาะအဲ့တော့တက်တန်းတိုးရဲ့နှစ်နိုင်ငံကျွန်တော်တို့ဒီဆွေးနွေးမှုတွေလှုပ်ဆောင်ပြီးတဲ့အခါမှာပေါ့เนาะမြန်မာနိုင်ငံရဲ့ဒီအလုတ်ကင်ဦးစီးဌာနနေပြီးတော့เนาะထိုင်းရောက် ရွှေပြောင်းလောသမားများရဲ့ကိုရီးအချက်အလက်များကိုစီစဉ်ရန်လိုအပ်တယ်ဆိုပြီးတော့ထိုင်းနိုင်ငံလောက်ကန်ဌာနသို့တောင်းဆိုလာတယ်။အဲလိုတောင်းဆိုလာတဲ့အချက်တွေကြောင့်နှစ်နိုင်ငံဆွေးနွေးမှုတွေလောက်ဆောင်ပြီးတော့ထိုင်းနိုင်ငံအလောက်ကန်ဦးစီးဌာနမှလိုက်ရောပေးခဲ့တယ်။6လပိုင်း24ရက်2024ခုနှစ်ပြည်ထောင်ဝင်ကြီးဌာနအလောက်ကန်ဦးစီးဌာနအစည်းအဝေးကပင်းနဲ့ဆုံးဖြတ်ချက်အရဒီတက်တန်းတိုးအုပ်စုတွေအားပေါ့နော်။နေလစ်တင်ရန်အကြောင်းဖြစ်လာခဲ့ပါတယ်။ဆိုလိုချင်တဲ့သဘောကတော့ pre-MOU MOU စနစ်နဲ့တက်တန်းတိုးဖို့အတွက်ကိုကျွန်တော်တို့ကအကြောင်းဖန်လာခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီအားလုံးအနေနဲ့ဒီလက်ရှိတက်တန်းတိုးအုပ်စုတွေက MOU ပုံစံနဲ့တက်တန်းတိုးရမယ်ဆိုပြီးတော့နေလေးတင်ရန်နေဖြစ်လာခဲ့ပါတယ်နော်တို့တော့တက်တန်းတိုးရန်မြန်မာနိုင်ငံအလောက်ကန်ဦးစီးဌာနနေပြီးတော့စစ်စစ်ဆေးမှုများပြုလုပ်ပြီးတော့နေလစ်နာမည်စရင်ကြလာခဲ့တဲ့အခါနော်နေလစ်ကြပြီးတဲ့သူတွေအနေနဲ့နော် ဂျမားရေးစစ်စစ်တာတွေနော်တွေးစစ်တာတွေဆက်လက်လှုပ်ဆောင်ရမှာဖြစ်ပြီးတော့ဂျမားရေးအာမခံများလှုပ်ဆောင်ရမှာဖြစ်တယ်နော်ဂျမားရေးအာမခံနေလှုပ်ဆောင်ရမှာဖြစ်တယ်ဆိုတော့နေလစ်တင်ပြီးပြီးနေလစ်တွေကြလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဂျမားရေးတွေးစစ်ပကံဝဲစတာတွေလှုပ်ရနော်အဲ့တော့ဒီဂျမားရေးအာမခံလှုပ်ဆောင်တဲ့နေရာနော်ဂျမားရေးအာမခံပကံဝဲတဲ့နေရာမှာကျွန်တော်တို့အခန်းကဏ္ဍနှစ်ချက်ရှိတယ် ။နံပါတ်၁ချက်ကကျွန်တော်တို့ဂျမားရီအမခံလည်းမရှိဘူး၊သွေးလည်းမစစ်ထားဘူးဆိုတဲ့သူတွေ၊ကုန်နေပြီဆိုတဲ့သူတွေကအစ်စ်ဂျမားရီသွေးစစ်ရမယ်နော်။ပြီးလို့ရှိရင်ပကံဝယ်ရမယ်နော်။ပကံက6လတစ်နှစ်2နှစ်စတာတွေရှိတယ်နော်။အဲ့တော့ဂျမားရီအမခံဝယ်တဲ့နေရာမှာလည်းအစိုးရကတတ်မှတ်ပေးထားတဲ့အစိုးရဈေးရုံနော်။ဒါမှမဟုတ်လို့ရှိရင်လည်းအပြင်ပုတ်ကလေးက နော်လက်ရှိထိုင်းနိုင်ငံအလုံးမောင်းဝင်ကြီးဌာနနော်လောက်ကန်ဦးစီးဌာနကခွင့်ပြုရရထားတဲ့အပြင်ပုတ်ကလေးကဈေးရုံနေရနေပြီးတော့ဂျမိုင်းသွစ်တာတွေဓမ္မမဟုတ်အစိုးရကသတ်မှတ်ပေးထားတဲ့အစိုးရဈေးရုံနေဂျမိုင်းသွစ်တာတွေဒီနှမျိုးပဲရမယ်နော်ဟိုအထောက်ထားတက်တဲ့အချက်လက်တွေမရှိတဲ့ဈေးရုံနေရနေပြီးတော့မှနော်ဂျမိုင်းသွစ်ပြီးပကံဝေတာတွေကဂျဟန်ငါငါသုံးလို့မရဘူးဆိုရင်မိမိတို့အတွက်အလုံးဝအကျုံးမဝင်ပါဘူးနော်အဲ့ဒါလေးကိုလာပြီးတော့ပြောပြပေးတာဖြစ်တယ်နော်နောက်ထပ်နံပါတ်2အချက်ကတော့ဂျမိုင်းအာမခန်နော် ဝယ်စရာမလိုတဲ့သူတွေနော်အဲ့ဒါဘယ်လိုလူတွေလဲဆိုတော့လူမှုဖူလုံရေးလို့ခေါ်တဲ့ပရကန်ဆောင်ခုံလောက်ထားတဲ့သူတွေပရကန်ဆောင်ခုံလောက်ထားတဲ့သူတွေကတော့မိမိတို့အနေနဲ့နော်ကျမ်းမာရေးအစိုးရစေယုံမှာတွေးတွတ်စေယုံတမျိုးပဲပြီးရင်ပကန်ဆောင်ခုံကိုပြန်ပြီးတော့သုံးလို့ရပါဒါကလည်း တတိရှိတဲ့သူတွေတတိမပြောင်းထားတဲ့သူတွေဒီတတိကနေပြီးတော့ပဲမိမိတို့အတွက်တွေကိုတတန်းတိုးဖို့အတွက်လှုပ်ဆောင်ပေးထားတဲ့သူတွေမိမိတို့အတွက်ပကန်ဆန်ခုံလာစဉ်เนาะပကန်ဆန်ခုံကြီးတွင်းပြီးတော့မှမိမိတို့အတွက်ကိုလှုပ်ဆောင်ပေးထားတဲ့သူတွေအတွက်ဖြစ်ပါတယ်ဒီလူတွေဒီကျမရေးသွေးစေုံတမျိုးပါပဲယောဂ6မျိုးစေရတာတွေပေါ့เนาะဒါလေးစေုံပဲပြီးလို့ရှိရင်ပကန်ထပ်ပြီးတော့ဝယ်เสียမလို့เนาะဟုတ်ပြီ မိမိတို့အတွက်နော်တာဝန်ယူလှုပ်ဆောင်ပေးတဲ့ဘော်နော်ဂျော၅သန်းကုမ္ပဏီကနေပြီးတော့မိမိတို့ရဲ့ကျန်းမာရေးသွေးစည်းချက်လက်မှတ်တွေနေလစ်စာရွက်တွေရပြီဆိုလို့ရှိရင်နောက်ထပ်ဆက်လက်ပြီးတော့လှုပ်ဆောင်ပေးရမယ့်အဆင့်ကမိမိတို့ရဲ့တတိတွေမိမိတို့ရဲ့နိုင်ကျန့်နေဘော်နော်ဂျော၅သန်းလိုင်စင်ယုံနေနော်မိမိတို့အတွက်ကိုနော် ဂျာဟာငံယုံမှာသွားပြီးတော့ဘောတော်ဆမ်ဆစ်ဆန်လို့ခေါ်တာပေါ့နော်ဘိုင်ကမ်လောဘိုင်ကမ်ခေါ်ပေါ့နော်ကျွန်တော်တို့ဝတ်ပါမင်းသွားရောက်ပြီးတော့ရှောက်တင်ပေးရမှာဖြစ်တယ်တတိယစာအစားနိုင်နေနော်ကုမ္ပဏီရဲ့ထောက်ခံချက်စာအစားနိုင်နေနော်နန်ဆူလက်ဘလောင်နော်ဘိုင်မော့အမနာရီဟလာနန်ဆူလက်ဘလောင်ဘော်ဒီဆက်ဒီစတာတွေပေါ့နော်ကျွန်တော်တို့ခင်ဗျားတို့မသိတဲ့စာရွက်စာတမ်းတွေပေါ့ထိုင်းလိပဲနားလေတဲ့စာရွက်စာတမ်းတွေเนาะကျွန်တော်တို့ကတော့နားလေတာပေါ့အဲ့တော့ ကြော်ပြီးပြောလိုက်မယ်အဲ့ဒီစာအစရနဲ့ပြင်ဆင်ပြီးတော့မှเนาะမိမိတို့အလုတ်လုတ်ကင်တော့နေမြေချဟာငံယုံတော့အလုတ်လုတ်ခွင့်ပါမေကိုတွားရောက်ပြီးတော့ရှောက်တင်ရမှာဖြစ်တယ်တွားရောက်ပြီးတော့တင်သွင်းရမှာပေါ့เนาะတွားပြီးတော့ကျွန်တော်တို့ဒါဟိုဝတ်ပါမေလုတ်ဖို့အတွက်တွားတင်ရမယ်ပေါ့เนาะဒီစာအစရနေလေးတွေချမိုက်သွစီရလက်မှတ်တင်တယ်အတူတူအဲ့တော့တစ်ဆက်ထဲမှာပဲဒီနေရာမှာကျွန်တော်တို့ဒီနေလေးစောင့်နေတဲ့ကာလမှာနေလေးမကြသေးပဲနဲ့နေလေးတော့တင်ထားပြီး နေလင်းမကြသေးဘူးတရှို့အတွေ့စစ်ထားတဲ့သူတွေပြန်ဆေးရမလားမဆေးရဘူးလားတော့မသိဘူးပေါ့နော်ဒါမဲ့လို့ဆေးဆေးရမလို့တော့ပါဘူးအစိုးရဆေးအောင်မှာစစ်တယ်ဆိုရင်ပေါ့နော်အဲ့တော့အလုံးလုံးခွင့်ပါမစ်လျှောက်တင်တဲ့နေရာမှာ အစိုးရကိုကျွန်တော်တို့ဝတ်ပါမစ်နှစ်နှစ်စာပေးသွင်းရမှာဖြစ်ပါတယ် ဒီဗီဒီယိုထဲမှာဒီလက်ရှိဂျဟန်ငန်ယုံကဒီတောင်ရှိရသူနှစ်ဦးတို့ဒီသတင်းဆွေးနွေးချက်လေးလှုပ်ထားတဲ့ဗီဒီယိုထဲမှာပြောတာပေါ့နော်ပါမင်းနှစ်နှစ်စာပေးသွင်းရမှာဖြစ်ပါတယ်တဲ့ပါမင်းနှစ်နှစ်စာပေးသွင်းရမှာဘလောက်လဲဆိုတော့အစိုးရဂျဟန်ငန်အလုပ်ကံဦးစီးဌာနကိုပေးသွင်းရမယ့်ငွေက1800ဘတ်နော်ပြီးလို့ချင်းဝန်ဆောင်ကလိုပဲနားလည်အောင်ပြောရမှာပေါ့ဂျဟန်ငန်ယုံရဲ့ဝန်ဆောင်က100ဘတ်စုစုပေါင်းနှစ်နှစ်စာဝန်ဆောင်က1900ဘတ်ပေးသွင်းရမှာဖြစ်ပါတယ်နော်အလုပ်လုပ်ခွင့်ပါမင်းရရှိလာပြီးပြီနော်ပတ်စံသွင်းပြီးသွားပြီးရရှိလာပြီးပြီဆိုတာနဲ့ တပြိုင်နဲ့မိမိတို့အနေနဲ့မိမိတို့မှာရှိတဲ့ passport စာအုပ်တွေနော် CI စာအုပ်တွေ PJ စာအုပ်တွေနော်ဒီတက်တန်းတိုးတဲ့သူတွေရပေါ့အဲ့ဒီစာအုပ်တွေယူသွားပြီးတော့ကျွန်တော်တို့ဒီ immigration လူမှုလူဝင်မှုကြီးကြပ်ရေးဌာနပေါ့နော်တော်မော်လို့ခေါ်တာပေါ့နော်လူဝင်မှုကြီးကြပ်ရေးရောနော်တော်မော်ရုံးနေမှာသွားပြီးတော့စံနှံ့ငန်းတော်ခွန်ခေါမှုန်လို့ခေါ်တာပေါ့နော်အဲ့ဒါမိမိတို့ရဲ့နယ်မြေကတော်မော်ရုံးပဲဖြစ်ဖြစ် ဘယ်နေရပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအလုသမားနေရတယောက်နဲ့တယောက်နဲ့မြင်မတူကြအောင်ဘယ်နေရလူတွေပဲဖြစ်ဖြစ်တောမောယုံမှာသွားပြီးတော့ကျွန်တော်တို့ကတွက်လုံးသားဝီဇာလို့ခေါ်တဲ့ဗီဇာတုံးကိုသွားရောက်ပြီးတော့ထုရမှာဖြစ်တယ်ဗီဇာတုံးထုတဲ့အခါမှာဘာတွေလိုအပ်မလဲဆိုလို့ရှိရင်စောစောကအလုကန်ဦးစီးဌာနဂျဟန်ငန်ယုံကနေပြီးတော့မိမိတို့ကိုတတ်တန်းတိုးပေးထားတယ်တတ်တန်းတိုးပြီးတော့တတ်တန်းတိုးပြီးကြောင်းเนาะအထောက်ခံချက် ဝပါမင်းစာဆက်တန်းတွေရလာလိမ့်မယ်အဲ့ဒီစာရတင်တဲ့အတူတူကျွန်တော်တို့တွေကဒါဗီဇာတုံးသွားပြီးတော့ထူအောင်မှာဖြစ်တယ်เนาะဗီဇာတုံးထူတဲ့အခါမှာလဲဝပါမင်းအလိုက်ဝပါမင်းနှစ်နှစ်ဆိုရင်ဗီဇာတုံးလဲနှစ်နှစ်စာရရှိမှာဖြစ်ပါတယ်ခမညเนาะအဲ့တော့73ရက်2လပိုင်း2025တက်တန်းတိုးအုပ်စုတွေအနေနဲ့ပါမေးနှစ်နှစ်ဗီဇာနှစ်နှစ်ရရှိမှာဖြစ်ပြီးတော့73ရက်2လပိုင်း2029ခုနှစ်အထိဗီဇာတက်တန်းဝပါမေးတက်တန်းနှစ်နှစ်စာရရှိမှာဖြစ်ပါတယ် အဲ့ဒီနှစ်နှစ်စာရရှိပြီးတဲ့အပြင်ဒီလူတွေဟာဒီအခုတက်တန်းတိုးတဲ့အုပ်စုတွေကလူတွေဟာနောက်ထပ်အကျိုးခံစား권အနေနဲ့လက်ရှိခုနဗီဒီယိုထဲမှာပြောသွားတာပေါ့နော်နောက်ထပ်နှစ်နှစ်ထပ်ပြီးတော့လဲတိုးပိုင်ခွင့်ရှိအောင်မှာဖြစ်တယ်လို့ပြောသွားပါတယ်ခင်ဗျအဲ့ဒါကဘယ်ချိန်ထိလဲဆိုတော့73ရက်2လပိုင်း2570ပေါ့နော်2570အဲ့ဒီကနေပြီးတော့2572เนาะပြောရမယ်ဆိုလို့ရှိရင်တော့အခုဒါကျွန်တော်တို့2000 2025ဟာလား2025နှစ်တန်းဆတိုးလိုက်တယ်2026 2029 73ရက်နှစ်လပိုင်းအထိအခုတန်းတိုးတဲ့သူတွေနှစ်နှစ်ရမယ်အဲ့ဒါကုံသွားလို့ရှိရင်နောက်ထပ်နှစ်နှစ်နော်73ရက်နှစ်လပိုင်း2029နော်ထိုင်းတက်ကရိတ်နဲ့ပြောမယ်ဆိုလို့ရှိရင်13ကုံဖာပြီး2572နော်အဲ့ဒီအထိတစ်ခါ တက်တန်းထပ်ပြီးတော့တိုးခွင့်ရှိအောင်မှာဖြစ်တယ်၄နှစ်တောင်နေလို့ရအောင်မှာဖြစ်ပါတယ်ဒါလေးကိုလာပြီးတော့ကျွန်တော်အနေနဲ့ဒါလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီတက်တန်းတိုးတဲ့အုပ်စုတွေအနေနဲ့ပေါ့နော်ဗီဇာတက်တန်းတိုးတာတွေကတစ်နှစ်ပဲရတော့မှာဆိုလို့ပြောနေတဲ့ကောလာဟာလာတည်င်းနေလေအာမေးဖို့မလိုတော့ဘူးလို့ထင်ပါတယ်ဟုတ်ပြီနော်ဒါကတော့ ကစွမ်မဟာထိုင်းကနေထုတ်ပြန်စာထွက်လာပြီလားဆိုလို့ရှိရင်တော့ထုတ်ပြန်စာတော့မထွက်လာသေးဘူးเนาะတခါတည်းပြောတာလက်ရှိမှာကျွန်တော်ဘယ်နေရာနေဒီသတင်းကိုသွားယူလာလဲဆိုလို့ရှိရင်ဂျဟာငန်ယုံရဲ့ Facebook စာမျက်နှာနဲ့ဂျဟာငန်ယုံရဲ့ website ထဲမှာလွန်ခဲ့တဲ့တနာရီလောက်ကမှကျွန်တော်တို့ဒီ video သတင်းကိုလုတ်ပြီးတော့တင်ထားခဲ့တာဖြစ်ပါတယ်ဒီကနေ့ရက်စွဲနဲ့เนาะကျွန်တော်ဒီအာဒန်မီနာเนาะဒန်မီနာ1 T 10ปี2568 နော်တို့အနေနဲ့အဲ့လိုမျိုးရေးထားပါတယ်အဲ့ဒီသတင်းလေးကိုဒါကျွန်တော်သွားဖတ်ပြီးတော့မှမိမိတို့အတွက်သိစေခြင်းတဲ့နော်ဆန္ဒနဲ့ကျွန်တော်အနေနဲ့လာပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်ခင်ဗျနော်โอเคအဲ့တော့ဒီလောက်ဆိုလို့ရှိရင်အားလုံးလဲသိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့အကယ်၍များ နော်ဒီတက်တန်းတိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကဆွန်မဟာထိုင်းဒီကုန်ကန်ချဟငံယုံဘက်ကနေပြီးတော့နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေရှိလာခဲ့ရင်လည်းရှိလာကြောင်းရှိလာနိုင်ကြောင်းကျွန်တော်အနေနဲ့တခါတည်းထပ်ပြီးတော့ပြောပြချင်ပါတယ်ပြောရမယ်ဆိုရင်တော့ဘလို့တွေရှိလာနိုင်လဲအကယ်၍များသူတို့ထုတ်ပြန်လာတာကြီးကအခုကျွန်တော်ပြောလိုက်သလိုမဟုတ်ဘဲနဲ့တစ်နှစ်စာလဲပြန်ဖြစ်ရင်လည်း ဖြစ်သွားနိုင်ခြင်းရှိတယ်။ဒါပေမဲ့ရာခိုင်နှုန်းကတော့တော်တော်နှဲပါတယ်เนาะကျွန်တော်ဒီသလောက်ကတော့ဒါအခုလက်ရှိသူတို့ပြောထားတာဆိုလို့ရှိရင်နှစ်နှစ်စာရရှိမယ့်အနေအထားမှာရှိပါတယ်ဗျ။အကယ်၍နှစ်နှစ်စာမရခဲ့ဘူးဆိုလို့ရှိရင်လည်းဒါလက်ရှိထိုင်းနိုင်ငံလောက်ကန်ဦးစီးဌာနเนาะကျွန်တော်တို့ပြည်ထောင်ဝင်ကြီးဌာနအစတဲ့သူတို့တွေအပေါ်မှာမူတည်ပါတယ်။ဘာလို့လဲဆိုတော့ဒီလောက်ကန်ဦးစီးဌာနနဲ့ဒီပြည်ထောင်ဝင်ဌာနလောက်ရှင်လောက်သမားဥပဒေတွေက ကတ္တမတ်ထဲဘရောမှာမရှိပါဘူးအမြဲတမ်းပြင်ဆင်ပြောင်းလဲနေလို့ပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် like and share လေးလုပ်ပေးပါပြီးရင်မိမိရဲ့တငယ်ချင်းတွေကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ပါကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်ကိုအောင်ဖြစ်ပါတယ်